2029အာရှဖလားတတိယဆင့်ခြေစစ်ပွဲအုပ်စုအဖွဲ့ပွဲစဉ်မှာတော့မြန်မာအသင်းအနေနဲ့မမောင်လွယ်တမ်းပိုင်တို့ရဲ့သွင်းကိုးတွေနဲ့အာဖဂန်နစ္စတန်အသင်းကိုအနိုင်ရရှိခဲ့ပါတယ်။အာဆီယံဒေသကဖိလစ်ပိုင်၊မလေးရှား၊ထိုင်း၊ဗီယက်နမ်အသင်းတွေနဲ့နိုင်ပွဲတွေကိုစီရရှိခဲ့ပါတယ်။မြန်မာအသင်းပါဝင်ရှင်ပြိုင်ကစားနေတဲ့အုပ်စု E ရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဆီးရီးယားနဲ့ပါကစ္စတန်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ဆီးရီးယားအသင်းကနှစ်ဂိုးဂိုးမရှိဆိုရရလည်းနဲ့အနိုင်ရရှိခဲ့ပါတယ်။2029အာရှဖလားခြေစစ်ပွဲအတွက် 6နေရာစာဝင်ခွေကြက်ရှိနေပါတယ်ဒီ6နေရာစာအတွက်ကိုစုစုပေါင်းအသေး24သိန်းကအုပ်စု6စုခွဲပြီးတော့ကျွန်တော်ရှင်းပြန်ကစားနေပါတယ်ဒီအုပ်စု6စုရဲ့ထိတ်ဆုံးသတင်းစီကကျွန်တော်တို့2029အာရှဘလာချင်းစစ်ပွဲကိုအောင်မြင်မှာဖြစ်ပါတယ်ကျွန်တော်ဒီအာရှဘလာချင်းစစ်ပွဲနဲ့2026ကမ္ဘာဘလာချင်းစစ်ပွဲတွေကအတူတူကံခဲ့တာပါเนาะ2026ကမ္ဘာဘလာချင်းစစ်ပွဲဒုတိယအဆင့်ပွဲစဉ်မှာနောက်တစ်ဆင့်ကိုတတိယဆင့်ကိုတက်သွားတဲ့အသေးနဲ့အားလုံးက2029အာရှဘလာချင်းစစ်ပွဲကိုထိုက်ရိုက်အောင်မြင် သွားပါတယ်ကျွန်တော်တို့ဒီကမ္ဘာဖလားခြေစစ်ပွဲကနေပြီးတော့ဖတ်လာခဲ့ရတဲ့အသေးလေးကတော့ကျွန်တော်ဒီမှာအာရှဖလားခြေစစ်ပွဲတတိယအဆင့်ဆိုပြီးတော့ပြန်ကန်ရပါတယ်ဒီနေရာမှာတစ်ချက်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်အာဆီယံဒေသကအင်ဒိုနီးရှားအသင်းတင်းကတော့ဒီအာရှဖလားခြေစစ်ပွဲကိုအောင်မြင်သွားပြီဖြစ်တယ်ကမ္ဘာဖလားတတိယအဆင့်ခြေစစ်ပွဲကိုသူတို့ရှင်ပြိုင်ကစားနေတယ်ပေါ့နော်ဒီအာရှဖလားခြေစစ်ပွဲမှာလည်းအာဆီယံဒေသကလက်ချက်အသင်းတွေအားလုံးထဲမှာကမ္ဘောဒီးယားအသင်းတင်းကလွဲလို့ရှိရင်ကျန်တဲ့အသင်းတွေအားလုံးပါဝင်ရှင်ပြိုင်လာပါတယ်ကမ္ဘောဒီးယားအသင်းကဘာလို့မပါလာလဲဆိုလို့ရှိရင်ကျွန်တော်ဒီက မ္ဘောဒီးယားအသင်းအနေနဲ့2026ကမ္ဘာဖလားချစ်စစ်ပွဲဒုတိယဆင့်ပြိုင်ပွဲမှာသူ့အနေနဲ့ဒီတီလင်္ကာအသင်းကိုရှုံးနိမ့်ခဲ့တဲ့အတွက်ဒီအာရှဖလားချစ်စစ်ပွဲကလည်းထွက်ခဲ့ရတယ်ကျွန်တော်ဒီကမ္ဘာဖလားချစ်စစ်ပွဲကလည်းထွက်ခဲ့ရတယ်ဘာလို့အဲ့လိုအနေထားမျို ဖြစ်သွားပါတယ်အဲကျွန်တော်တို့မြန်မာအသင်းအနေနဲ့ကကျွန်တော်ကဘလာချစ်စစ်ပွဲကျွန်တော်တို့ဒုတိယဆင့်ထိကိုတက်ရောက်နိုင်ခဲ့တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီအရှဘလာချစ်စစ်ပွဲတတိယဆင့်ချစ်စစ်ပွဲတွေကိုကစားရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီမြန်မာအသင်းရဲ့အုပ်စုအီးကိုကျွန်တော်တို့တခြားလေးလာကြည့်ပါမယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်ဒီအုပ်စုအီးမှာကထိတ်ဆုံးတဲ့သင်ရပဲအရှဘလာချစ်စစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အုပ်စုတွင်မှာပြိုင်ဘက်တွေကဘလောက်ထိအနေထားရှိလဲဆိုတာကျွန်တော်တို့တခြားလောက်ကျွန်တော်ကြည့်ကြည့်ပါမယ်ကျွန်တော်လက်ရှိကျွန်တော်အာဖဂန်နစ္စတန်အသင်းကိုတော့အုပ်စုဖွံ့ဖွဲ့စဉ်အိမ်ခွင်မှာအနိုင်သုံးမှတ် ပြားယူနိုင်ခဲ့တယ်ဒုတိယမြောက်ပွဲစဉ်အဖြစ်ကတော့ပါကစ္စတန်အသင်းနဲ့ရှင်မြိုင်ကစားသွားရမှာဖြစ်ပါတယ်ပါကစ္စတန်အသင်းပါကစ္စတန်အသင်းကရောမြန်မာအသင်းနိုင်နောက်တဲ့အနေထားမှာရှိလားဆိုလို့ရှင်တော့ကျွန်တော်ကတော့ရှိတယ်လို့ပဲပြောရပါမယ်ဘာဖြစ်လဲဆိုတော့ပါကစ္စတန်အသင်းဆိုတော့အဲ့လောက်ကြီးကောင်းနေတဲ့အသင်းမျိုးမဟုတ်ဘူးကောနော်အဲ့တော့ဒီပွဲစဉ်မှာဒါမြန်မာအသင်းအနေနဲ့အနိုင်ရယူနိုင်ခဲ့မယ်ဆိုလို့ရှင်ရဲ့ကျွန်တော်ဒီအရှပလာချစ်စပွဲအောင်ဖို့အတွက်ကိုတော်တော်လေးကိုအခြေအနေကောင်းသွားမှာဖြစ်ပါတယ်အုပ်စုတွင်မှာဆိုလို့ရှင်မြန်မာအသင်းထပ်အင်အားကြီးတယ်လို့ထင်ရတဲ့အသင်းဆိုလို့ရှင် င်ကျွန်တော်ဒီ Syria တသိန်းလောက်ပဲရှိတယ်ပေါ့တော့ကျွန်တော်ဒီ Afghanistan နဲ့ Pakistan ကိုတော့အနားယူနိုင်စွမ်းရှိတယ်လို့ကျွန်တော်ကတော့သုံးသပ်တယ်ပေါ့တော့ကျွန်တော်ဒီ Afghanistan ကိုကျွန်တော်ဒုတိယအကြောအဝေးခွင့်မှာသွားပြီးတော့ရှင်ပြန်ရမယ်အဝေးခွင့်ဆိုပေမဲ့လည်းကျွန်တော်ဒီ Afghanistan နဲ့ဒီ Syria ကကြတော့သူတို့ရဲ့ပြည်တွင်းမငြိမ်ပသက်ဖြစ်နေတဲ့ကိစ္စတွေကြောင့်အဲသူတို့ရဲ့အိမ်ခွင်ပွဲစဉ်တွေကို sorry နိုင်ငံမှာကျင်းပမှာဖြစ်တယ်အဲတော့အဲကျွန်တော် sorry မှာသွားကန်ရမယ်ပေါ့နော်ဒီပွဲစဉ်နှစ်ပွဲမှာဒါမြန်မာအသင်းအနေနဲ့အဲရမှတ်အနေနဲ့စုဆောင်းနိုင်ခဲ့မယ်ဆိုလို့ရှိရင် ကျွန်တော်ဒီအရှက်ဖလာချစ်စပွဲကိုအောင်မြင်ဖို့ကရှားကိုင်းတုံးတော်တော်လေးကိုများပါတယ်ကျွန်တော်လက်ရှိမြန်မာအသင်းရဲ့လူစင်ရင်းကိုကြည့်မယ်ဆိုလို့ရှိရင်လည်းရခိုင်တုံးကကျွန်တော်ဒီ U19 အုပ်စု U23 အုပ်စုနဲ့တကယ်လူငယ်ကစားသမားတွေကိုတတိယရှာပေါင်းဆက်ထားပြီးတော့ဒီပြချုပ်ဖြစ်နေကျွန်တော်ဦးမျိုးလိုင်ဝင်းကတာဝန်ယူကင်တွယ်နေတယ်သူ့လက်ထက်မှာလည်းတကယ်ကိုပြောင်းလဲလာတဲ့ကစားပုံတွေနဲ့ကျွန်တော်မြန်မာအသင်းနိုင်ပွဲတွေရှာဖွေနိုင်ခဲ့တယ်တိုးတက်စားပြုလာတယ်လို့ကျွန်တော်ကတော့သုံးသပ်တယ်အဲ့တော့ကျွန်တော်တို့လက်ရှိကျွန်တော်တို့မြန်မာအသင်းမှာပိုင်ဆိုင်ထားတဲ့လူစင်ရင်းနဲ့အုပ်စုကနေကျွန်တော်ချစ်စစ်ပွဲအောင် menyemangati ini, Dek. လုံနိုင်တယ်လို့ကျွန်တော်ကယုံကြည်တယ်ဗျ။အာရှဖလာချီစီပွဲမှာကျွန်တော်တို့အာဆီယံဒေသကအသင်းတွေကစားကစားခဲ့တဲ့အုပ်စုအဖွဲ့ပွဲစဉ်တွေရဲ့ရလဒ်တွေကိုတစ်ချက်ကြည့်လိုက်ပါမယ်။ဘရူနိုင်းသင်းကတော့အုပ်စုအဖွဲ့ပွဲစဉ်မှာလက်ဗနိုသင်းကို၅ဂိုးပြန်ရှုံးနေခဲ့ပါတယ်။ကျွန်တော်ဒီမလေးရှားကတော့ဒီဘော၂ဂိုးပြန်အနိုင်ရရှိခဲ့တယ်။ BNN နဲ့လာအိုထိတိုက်တွေ့ဆုံမှုမှာတော့ BNN က၅ဂိုးပြန်အနိုင်ရရှိခဲ့ပါတယ်။ထိုင်းကတော့ကျွန်တော်အိမ်ပွဲမှာတီးလင်ကာကိုတကူးကူးမရှိတဲ့အနိုင်ရရှိခဲ့တယ်။ကျွန်တော်စင်ကာပူသင်းကတော့ဟောင်ကောင်နဲ့ဂိုးမရှိတည်ကြခဲ့ပြီးတော့ဒီဖိလစ်ပိုင်သင်းကတော့ ျွန်တော် board type ကို၄ခုတခုပဲရလက်နဲ့အတိုင်းရရှိခဲ့ပါတယ်အရှိတီ model ကတော့ကျွန်တော် Tajikistan အသင်းကို၅ခုမရှိနဲ့ရှုံးနေခဲ့ပြီးတော့မြန်မာအသင်းကတော့ Afghanistan အသင်းကို၂ခုတခုဆိုတဲ့ရလက်နဲ့အတိုင်းရရှိခဲ့ပါတယ်မြန်မာအသင်းနေတဲ့ဒီနိုင်ပွဲပြီးမှာတော့ FIFA ကပါစစ်သတ်မှတ်ချက်မှာအဆင့်6ဆင့်အထိမြင့်တက်လာပါတယ်ရခိုင်အဆင့်ရက်တိမှု169ကနေလက်ရှိမှာတော့ကပါအဆင့်163နေရာမှာကျွန်တော်ရက်တိနေပါတယ် Afghanistan အသင်းအနေနဲ့ကတော့ဒီရှုံးပွဲကြောင့်ကပါအဆင့်40အထိကျသွားခဲ့ပြီးတော့ရခိုင် ်ကပတ်စင်160ကနေယခု160အထိကိုကျဆင်းသွားပါတယ် မြန်မာသေးနေနဲ့အာရှဖလာချစ်စီပွဲမှာကစားဘူးကြက်ရှိနေတဲ့ပွဲစဉ်တွေကတော့ကျွန်တော်တို့လာမယ့်ဂျွန်လာ၁၀ရက်နေ့မှာပါကစ္စတန်အသင်းနဲ့အဝေးခွင့်မှာတွားရောက်ရှင်ပြိုင်ရပါမယ်။အော်တိုဘာလာ၉ရက်နေ့မှာတော့ဆီးရီးယားအသင်းနဲ့အဝေးခွင့်မှာတွားရောက်ရှင်ပြိုင်ရမှာဖြစ်ပါတယ်။အော်တိုဘာလာ၁၄ရက်နေ့မှာတော့အိမ်ခွင့်မှာဆီးရီးယားကိုလက်ခံကစားမှာဖြစ်ပြီးတော့နိုဝင်ဘာလာ၁၈ရက်နေ့မှာတော့အဝေးခွင့်မှာအာဖဂန်နစ္စတန်အသင်းနဲ့ရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်။၂၀26မတ်လ31ရက်နေ့မှာတော့ပါကစ္စတန်အသင်းကိုအိမ်ခွင့်မှာပြန်လည်ပြီးတော့လက်ခံရှင်ပြိုင်ကစားတွားရမှာ ှာဖြစ်ပါတယ်မြန်မာသေးအနေနဲ့ဒီအာရှဖလားပြိုင်ပွဲတွေကိုဝင်ရောက်ရှင်ပြိုင်ဘူးလားဆိုလို့ရှင်ဝင်ရောက်ရှင်ပြိုင်ခဲ့ဘူးပါတယ်ဝင်ရောက်ရှင်ပြိုင်ခဲ့ဦးတဲ့အပြင်1968ခုနှစ်တုန်းကကျွန်တော်တို့ဒုတိယဆူအောင်ရရှိခဲ့ပါတယ်ကျွန်တော်မြန်မာသေးအနေနဲ့နောက်ပိုင်းနှစ်တွေမှာအာရှဖလားပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ဖို့အတွက်ဒီခြေစစ်ပွဲတွေအောင်မြင်ခဲ့ခြင်းမရှိဘူးဒါပေမဲ့လက်ရှိအချိန်မှာတော့ကျွန်တော်မြန်မာသေးအနေနဲ့ခြေစစ်ပွဲအောင်နိုင်လောက်တဲ့အုပ်စုတွေမှာကြာရောက်နေတဲ့အတွက်ကြောင့်တော့တကယ်ကိုအခွင့်အရေးကောင်းတဲ့ရပဲပေါ့နော် ဲ့တော့မြမသိန်းနေနဲ့လက်ရှိအစုအဖွဲ့နဲ့အတူလိပတ်ချုပ်ဦးမျိုးလှိုင်ခွဲအနေနဲ့မြမသိန်းကိုဘယ်နေရာလောက်ထိရောက်အောင်အဆောင်သွားနိုင်မလဲဆိုတာကျွန်တော်တို့ဆက်လက်ပြီးတော့အားပေးသွားရမှာဖြစ်ပါတယ်ရပါဖြစ်ပါရင် လက်ကမီတကယ်လို့သာပါပေးပဲပြောပြမရှိတော့ကောင်းပါလားရဲ့အသိကောင်းဆုံးမမောင်ရဲ့တွင်းလို့ဗျာတကယ်လို့အဟောပြအကောင်းတဲ့အခက်ကတစ်ခုပါကျွန်တော်တို့မထင်မထားတဲ့အခြေအနေတစ်ခုကနေအသိကောင်းဆုံးလက်ပတ်ကိုလွှဲပြောင်းရောက်ထားခဲ့တဲ့မမောင်လေးဒီချိန်မှာတော့သူရဲ့အကောင်းဆုံးကံကြဲတစ်ခုနဲ့ဒီမှာပြည်သက်တွေတကယ်ကိုမျော်လင့်နေတဲ့ကြော်ရှင်မှုမျိုးကိုတော့ဖန်တီးပေးသွားပြီလည်းဖြစ်ပါတယ်